မတ်လ17ရက်နေ့2025ခုနှစ်လူမြတ်ကျော်ရဲ့ညာခင်းမဲတင်ဆက်မှုများမှာကျေးဇူးပါတယ်ကျွန်တော်နည်းနည်းနောက်ကျသွားတာနားလည်ပေးပါဒီနေ့ဟိုဒါမပြောခင်ခုနကပဲပေါ့ဗျာ live မိုးပြင်းမှာဘတ်စတဲ့ထိုးစစ်ကိုခုခံနေတဲ့ URF မြို့ပြတော်လိုင်းတက်ဦးနဲ့ကိုထက်မိုးပြင်းတိုက်ပွဲအတွေ့အကြုံတွေ live ခုနမှာဆင်းရတယ်ဒါအားလုံးလည်းသိမှာပါအင်းရောမလဲရသေးဘူး မပြောမဖြစ်လို့ပြောချင်လို့တက်ပြောတာပင်မန်းခံပြီးပြောတာတာဝန်မပြတ်ကွက်ချင်တာဝန်တရလို့ပြောတာနထိုးကြီးတိုက်ပွဲအာရပါရရှီလုံးလာလို့တက်ပြောတာဗျာနထိုးကြီးမှာကိုရဲ့နေမနဲ့ဝန်လူ yes ကန်ကထွက်လာတယ်200ပါတဲ့စစ်ကြောင်းဗီဒီယိုကြည့်ပြီ တော်လိုင်းရဲဘော်တွေစနစ်ကြမှုတွေတိုက်ပွဲဝင်မှုတွေကိုတွေ့ရတယ်လို့လက်နချအယောက်မင်းတို့လက်နချလာခဲ့လာခဲ့လာခဲ့ပါတို့ညီကိုတွေလည်းဘာမှမလုပ်ဘူးအယောက်ကိုကရုံကျင်းတဲ့ကောင်လက်နမချဘူးပြစ်ရမလားချက်ပြစ်ခပ်ပြစ်အရှင်းမထားဘူးဗီဒီယိုတွေကပြောဆိုတန်တွေကိုယ်ကိုယ်အရှင်းမဲ့တော့လာခဲ့ဆေးပါကူပေးမယ်ကြားကြလိမ့်မယ်ထင်ပါတယ်စစ်ကိုမတိုက်ချင်ပါဘူးတို့တော့ မတရားဖက်စစ်တက်ကအာနာသိမ့်လို့အနိုင်ကျင့်ပူကြတက်ဖြတ်မိရှုရုံမှလုံးလို့စစ်ပွဲကိုစင်နေနေတဲ့ညီငယ်တွေယင်းတွေကနှလုံးသားတစ္ဆာတရားမေတ္တာတရားအောင်ပွဲနဲ့တူဖြတ်ကနေမြင်လိုက်ရတော့လေမလေးစားပဲမနေနိုင်နော်ဒီပွဲမှာဘုံမူဝင်းလိုက်ဦးဘုံအောင်ကူကူအပါဝင်စစ်တုံးပန်း၁၄ဦးအရှင် နဲ့ချပြီးထွက်ပြေးတာအယောက်ပေါင်းကျွန်တော်ထင်တယ်20နီးပါး44လက်ကြီးတန်းတပေါင်းကျော်တင်စီရပြီရေဘုံဝင်းလိုက်ဦးနေပုံကြီးအောင်ကိုကိုတို့ကိုအရှင်ဖမ်းမိတယ်စစ်တုံပန်းများနဲ့အညီထားတယ်တရာဦးလေတဲ့ကနေပြီးတော့လေရင်နှစ်ကြိမ်လာကျဲတဲ့ဖုံလုံးထနေနေမိတောက်နေတဲ့ဗီဒီယိုကိုဖြစ်အဖြစ်အပျက်ကိုလည်းဗီဒီယိုထဲမှာတွေးလိုက်ရလိမ့်မယ်ထင်ပါတယ် ကျွန်တော်တို့တော်လိုင်းရဲဘော်တွေ၂ယောက်ကြာဆုံးပါတယ်မြင့်မြတ်ဆိုတာကြာဆုံးပါတယ်မြင့်ရခဲ့အမတ်လေးတက်ရင်အမတ်တစ်စက်တက်ရင်နထိုးကြီးမြို့နယ်ပကဖပူပေါင်းတိုက်ခိုက်တယ်လို့သိရပါတယ်မိုင်းခွင်းလေးကိုဝင်လာတဲ့အင်အား200ကိုမိုင်းခွင်းလေးကိုဖျက်ဝင်လာတာဘုံဘုံဘုံဆိုမိုင်းနေပေါက်တော့ကစင်ကလေးဖြစ်ပြီးသူတို့တက်ပြက်သွားကြပါ အဲ့တော့ရှမ်းမန်းစစ်စီအရှိန်တက်တဲ့ကာလအေးမန္တလေးမြို့တောင်မချမ်း area မြို့အရှိမကန်းသုံးမွေဆိုင်တကြီးရဲ့တောင်သားနဖိုးကြီးမြင်းချံမြင်းချံခရိုင်စစ်စင်ကြီးကြားဘူးမှာအခုတော့နထိုးကြီးတကြောကိုပြန်လဲစစ်စင်နိုင်တဲ့အခြေအနေကိုကြည်ချင်းအဖြစ်ဘာတွေဆက်ဖြစ်မယ်တင်ပါလဲဂုံယူပါတယ် ြင်းနဲ့အားရစရာနထွေးတိုက်ပွဲကိုလေးစားသွားဒီနေရာကနေထုတ်ပြန်ဂုံပြူအပ်ပါတယ်ဒီနေရာမှာထပ်ပြီးတော့စစ်တွေအာခတ်တတ်တော်အခြေအနေကိုလည်းကျွန်တော်ပြောပြခြင်းပါသေးတယ်စစ်တွေမှာတညောင်ရီရေတပ်ကိုတိုက်ရိုက်ထိုးစစ်ဆင်ဖို့စ조사နေပြီဆိုတဲ့အကြောင်းတညောင်ရီရေတပ်ကာကင်းမှန်သမျှကိုတိမ်ပတ်လိုက်နိုင်တယ်ဆိုတဲ့အကြောင်းကြီးရှိနေပါတယ်အဲ့တော့ ရွှေမင်းကရေတဲ့စကန်နီကိုလေအရခတ်တော်အီရရောက်လာတယ်လို့စစ်တွေတ냐ဝီရေတဲ့စကန်ဘေးကရွာတွေအားလုံးကိုထိန်းချုပ်ထားလိုက်ပါလက်ရှိမှာအရခတ်တော်အီရတ냐ဝီရေတဲ့နဲ့တ냐ဝီရေတဲ့ကိုထိုးစစ်ဆင်နေပြီလို့သတင်းများထွက်ပေါ်နေပါတယ်အဲ့တော့ကတ်တပြေကြတိန်ရှောက်ချောင်းစီမော်ရွာတွေအကုန်လုံးကိုထိန်းချုပ်လိုက်ပါဒါကလက်ရှိ အာခတ်တတော်ဤရဲ့စစ်တွေမြို့သိမ်းတိုက်ပွဲအခြေအနေနဲ့ဟိုဘက်ကကြောက်ဖြူ sorry ခုနတညဝူရီမို့ရွှေမင်းကရေးတတ်ဗျ sorry sorry ကျွန်တော်မှတ်သွားလို့ရွှေမင်းကရေးတတ်ဟာစစ်တွေမှာရှိတာကြောက်ဖြူမှာညဝူရီရေးတတ်နမိတ်ဖတ်နေတော့မကြခင်ညဝူရီရေးတတ်ပါထိုးစစ်စစ်ခံရဖို့ရှိပါတယ်တားပြင်ဗမော်စခတ်က27ကိုတိမ့်ပိုက်လိုက်နိုင်ပြီဆိုတဲ့သတင်းများထွက်ပေါ်နေလေရရှိပြီး ်ကေရရဲ့တရားဝင်ထုတ်ပြန်မှုကိုရင်ခုန်စွာစောင့်မျှော်နားထောင်ကြရအောင်နောက်တစ်ခုဒီနေ့ရုရှားနဲ့တွားရောက်တွေ့ဆုံအပြီးမှာတရုတ်ရဲ့အထုကိုယ်စားလှယ်တိတ်ရှင်ဒရန်နေပြည်တော်ကိုရောက်လာပါတယ်အချင်းများစကားများပြီးရုရှားဘက်တွားကတ်တဲ့မင်းအောင်လိုင်းနဲ့အလဲထက်အပေးယူဈေးဈေးမတက်ဘူးလို့ကျွန်တော်ကြားပါ ဒါပေမဲ့ထုတ်ပြန်ကြေညာချက်တွေမှာတော့သိရတဲ့လောက်ဒရင်ရင်းမြစ်တွေရတော့လောင်ကျိုကြီးတတောင်းကိုမဖြစ်မနေပို့မယ်လို့ကျွန်တော်တို့သိရှိရပါတယ်။ကြောက်ဖြူပါအဓိကလက်ပရောင်းပါအခြားတရုတ်စီးပွားရေးလုပ်ငန်းတွေမှာလက်နက်ကင်အင်အားတတောင်းလာတတ်ဆွဲမှာကိုအချုပ်ချအားလာလို့ဒီတကဖက်စစ်တပ်ကောင်တွေထပ်ပြောရင်ပါးကြီးပဲလိမ့်ကြိုက်မှာလို့တခါလေးပြောပါတယ် ရုရှားတပ်ကစောင့်မဲ့နျူကလ িয়ার ဆက်ယုံဆိုတာကိုဂုံစာပြနေတာတကောင်လေးရေနဲ့စိတ်ကမ်းမှာတဝဲရေနဲ့စိတ်ကမ်းမှာတုံးဖို့လျက်စင်ပြီးတုံးဖို့သာစောင့်မှာဘူးသူတို့အတွက်များရလို့ညာညာဘောမတတိုက်ဂုံစာပြနေတာကျွန်တော်ပြောတယ်နော်စီးရီးယားလို့ဥခိုင်းအောင်မှာဆိုတာမှတ်မိတယ်မလားဆိုတော့ဒီချိန်မှာရန်သူဘက်ကအခြေအနေကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာရုရှားတရုတ်ကိုဘက်ကင်ခြေကုပ်ယူပြီးရုရှားစီက ဗျူဟာမြောက်တိုက်လီရင်ဒဇင်းကုညီတယ်ဆိုမဲ့ဆိုတဲ့အတန်တွေကြားရတယ်လို့ပေါင်6600မြို့ဖြတ်ဒရုန်းဆက်နှစင်းကုညီမယ်လို့လည်းကျွန်တော်တို့ကြားနေရပါတယ်။ရာဇစစ်ပဆိုင်ရာဂျိုရုနှစ်ခုနဲ့အစာချုပ်ချုပ်ဆိုမှုရှိတယ်လို့ကြားရပါတယ်။ဒီလိုကြားနေတုန်းမှာယူကရိန်းရုရှားစစ်မျက်နှာမှာခိတရက်ဆိုင်ပြီးအပြော့သွားပြီးရုရှားဟာမြန်မာပြည်ကို တနည်းတပုံနဲ့ဝင်လာကူညီနိုင်မယ်လို့မျှော်လင့်နေကြတဲ့ကောင်တွေအတွက်အိမ်မဆိုးမှတ်ပါတယ်ဒီကနေ့ယူကရိန်းဟာရုရှားနိုင်ငံမော်စကိုမြို့တော်ကို drone ပေါက်900ထပ်မနဲ့ drone အုပ်စုကြီး drone ပိုးစုကြီးဆင်ခဲ့ပါတယ်အဲ့တော့မင်းအောင်လိုက်အာကိုတဲ့ရုရှားသမရပူတင် မင်းပြောတဲ့စကားတွေစက်ကူစုပ်ဖြစ်ပြီးလေထဲလွင့်သွားနိုင်တဲ့အချက်တစ်ချက်ပြောပြပါမယ်မင်းအောင်လိုက်ယူရိကထိုးစစ်ဆင်လို့ရုရှားကိုစစ်များနိုင်ခဲ့ရင်ပူတင်ဟာကျိုးစင်အတင်ခံရမှာမင်းနဲ့အတူမင်းအောင်လိုက်ရှင်းတယ်နော်ဖက်စစ်တာတဖက်မှာဒီလိုပြပအာဂိုပစိန်ယူလို့ယူပြီးရုရှားနဲ့တရုတ်စီမှာတလက်စီပေါင်းပြီးချွတ်ပေးနေပြီမဲ့ ပြည်တွင်းမှာပုံကံမှုမဖြစ်စေရေးသွေးခွဲအုပ်ချုပ်မှုတွေလုပ်နေတာတွေ့ရပါတယ်ဒီလိုသွေးခွဲအုပ်ချုပ်မှုတွေကြောင့်စစ်ဘက်ဆိုင်ရာဘူချုပ်တွေကိုယာရုတိုနေရာပေးအချင်းချင်းသွေးခွဲမှုတွေကြောင့်ဘူချုပ်တွေမငြိမ်ညွတ်ဘူးတိုင်းပြည်ကိုကယ်တင်ဖို့လူတို့အရေးမစင်စားဘူးသူတို့အာနာခွာနာရှာနာနေရာကိုကြိုးစည်းပွားရည်တာဆောင်ရွက်နေတဲ့ကောင်တွေအဖြစ်ရောက်ရှိနေတဲ့အတွက်တစ်ချိန်ကြရင်မင်းအောင်လည်းနဲ့အတူ ကျိုးစဉ်တက်မဲ့စစ်ဘိုလ်ချုပ်တစုဆက်ရင်ရှိလာပြီပါအဲ့တော့တွေ့ခွေအုပ်ချုပ်ရေးကိုမင်းအောင်လိုက်ဟာဘလို့လုပ်နေလဲဆိုတော့စီနီယာဂျူနီယာတွေမထားဘူးယုံကြည်စိတ်ချသူများကိုတောင်းနေရာတို့တွေတိုးပေးတယ်အဲ့တော့ဘိုလ်ချုပ်တွေကြားထဲမှာသူ့ထက်ကနေရာရာကြီးအပြင်းထန်လုပ်နေတာပေါ့အဲ့တော့စနေစုံစစ်စီပြပွားချိန်မှာဆိုရင် စီနီယာဂျူနီယာတိုင်းလုံးဝမဟုတ်တော့ဘဲသူစိတ်တော်သည့်ဘောင်းတော်ကြီးစိတ်တိုင်းကြအပြောင်းရွှေ့အထူးသဖြင့်ဆိုဝင်စစ်ပဆိုင်ရာရာလုံးနဲ့အကြပ်ဆိုင်ရာတာဝန်များကို၎င်းသူတစ္ဆာခံတဲ့အငယ်တဲ့ဗိုလ်ချုပ်တွေကိုရာလုံးတုံးမြင့်လွှဲပြောင်းလာတယ်လောက်လာပါတယ်ဒီကောင်းတော့ဆိုဝင်နဲ့ပတ်သက်ပြီးတော့လုတ်ပိုင်ခွင့်နဲ့ရာလုံးတွေရာလုံးတွေကိုဒီကောင်းတော့ဆိုဝင်ယူလာတယ် ထိမ့်ချုပ်လာတဲ့ယာလူတွေကိုမင်းအောင်လိုက်ရ DSC စစ်တပ်ကအပတ်စဉ်35စင်ပူဇော်ကြီးကြော်စွာလင်းကိုလွှဲပြောင်းပေးတယ်စစ်တပ်ရဲ့နံပါတ်3ခေါင်းဆောင်ဒုတိယပူဇော်ကြီးကြော်စွာလင်းဖြစ်လာပါတယ်စစ်ဘက်ဆိုင်ရာကိစ္စတွေတိုက်ရိုက်အစီခံမှုကိုမင်းအောင်လိုက်ကသူ့စီကိုတိုက်ရိုက်အစီခံနိုင်တယ်လို့စစ်ရုံးချုပ်ကပြပုထားပါတယ်စိုးရင်အခန့်ကဏ္ဍကိုကတ်သက်ဖယ်ရှားထားပြီးစိုးဝင်းဟာအိမ်နှိမ့်ဆန်ဘဝနဲ့ ်မျက်နှာမျိုးမျက်နှာငယ်စစ်တက်ထဲမှာတိတ်ငယ်နေလေးရရှိပါတယ်ရှင်းနေတော့မဟုတ်ဘူးတို့လာပြောအဲ့တော့ညစ်ကွတွေညစ်ကွဖြစ်တဲ့ကျော်စွာလင်းရှေးဆိုင်ရာစီမံခန့်ခွဲမှုတွေကိုကျော်စွာလင်းနဲ့တိုက်ရလွယ်ပြီးတက်ချုပ်ကိုဘေးဖယ်ပြီးတော့မျက်နှာမျိုးမျက်နှာငယ်နဲ့အဲ့ဒီဒူးတက်ချုပ်ဆိုတဲ့ကောင်ဆိုရင်တိတ်ငယ်တဲ့ဘဝနဲ့ဖြတ်တန်းနေလေးရရှိပါတယ် ညှိကို့ဆိုတာလေလက်ရှိကြော်စွာလင်းဆိုတာလက်ရှိဒုတက်ချုပ်ဆိုတဲ့စိုးဝင်းတဲ့စီနီယာဟိုအများကြီးကွာတယ်အဲ့တော့အဲ့ဒီညှိကို့ဆိုတဲ့ကြော်စွာလင်းဟာစိုးဝင်းကိုစောက်ဖတ်ဖို့မလုပ်ပါဘူးရှင်းပါဒီအခြေအနေတွေရှိတဲ့အပြင်ကိုဘိုဂျိုဒီမောင်ကြီးဆိုတဲ့ကောင်ကလည်းဒီတိုင်းပါပဲအပတ်စဉ်35ဆင်းပါပဲ ကျော်တော်လေးကိုညှိကိုပေးဖို့မောင်အေးကိုကဝေးဝင်ကြီးဖြစ်ကြောင်းပြောင်းရွှေ့ခဲ့တယ်။မောင်မောင်အေးများထွန်းမောင်အေးတို့ဟာ၃ယောက်ပါအပတ်စဉ်တူတွေဖြစ်ကြပါတယ်။အပတ်စဉ်25ကျောင်းစင်းနေ။အဲ့တော့စစ်တဲမှာစစ်ပတ်စစ်တပ်ထဲမှာသွေးကွဲအုပ်ချုပ်မှုကြောင့်ကွဲနေတဲ့အုပ်စုတွေကိုကျွန်တော်တို့ကြည့်ကြမယ်ဆိုရင်စစ်ကောင်စီရဲ့တွဲအတွင်းမှုဘိုးဘိုးကြောင့်ကြီးရဲဝင်းဦးဘိုးကြောင့်ကြီးမောင်မောင်အေးခမီးခမတ် ဗိုလ်ချုပ်ကြီးမမောင်အေးနဲ့ဗိုလ်ချုပ်ကြီးမြထွန်းဦးတို့ခင်မင်ကြတယ်စစ်ဘက်အရက်ဘက်နှစ်ခုလုံးမှာအရေးပါသူတွေစစ်ဘက်မှာအခက်အကြတဲ့ဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုတက်မတော်ကြီးလေးညင်တိုင်းကိုကေဦးနဲ့ဖဲလိုက်ပြီးအရက်ဘက်ကိုပို့လိုက်ပါတယ်ကာဝေးဝင်ကြီးဆိုတော့တက်မရှိတော့ဘူးဗျာအဲ့တော့တက်ချုပ် ကသူ့စိတ်တိုင်းကြကစားပါတယ်အောက်ခြေပါညညွနေအချိန်မီပုံကန်နိုင်မှာဖြစ်တဲ့အတွက် ဘုတ်ကျုပ်စောမောင်ကိုရာထူးကဖယ်ရှားတော့ကအချင်းကြီးကိုတင်ငန်းစာယူပြီးတန့်ချွေနေခင်ညွန်ပေါင်းလုံးကြတာဖြစ်တယ်။ဒါကြောင့်ဒါမျိုးမဖြစ်အောင်တွေးခွဲအုပ်ချုပ်မှရမယ်ဆိုရင်အတွေးမျိုးနဲ့လုပ်နေတာဖြစ်ပါတယ်။အဲ့တော့စိုးဝင်းကိုစစ်သားတချို့ကထောက်ခံမှုတွေရှိတာကိုမင်းအောင်နိုင်ကအမြင်မနာလို့ဖြစ်တယ်လို့လည်းကြားပါတယ်။အဲ့တော့စိုးဝင်းရဲ့အပတ်စဉ်တူတွေဘုတ်ကျုပ်ကြီးယာပြည့်ကိုလည်းဘေးပယ်ထုတ်လိုက်ပါ ဲ့တော့လက်ရှိမှာယာပြည့်ရနေစရေးဝန်ကြီးဖြစ်သွားပြီအရင်ကတော့ပြည်ရေးဝန်ကြီးတချုံနဲ့ယာပြည့်နဲ့တွဲသောတွဲလာလုံရင်လေမရောက်နိုင်ဘူးမကြိုက်ဘူးအာနာသိမ့်မှာကြောက်နေတာဒါကြောင့်မို့ဘုကြောင့်ကြီးများထုံးဘုကြောင့်ကြီးတင်အောင်ဆန်းဘုကြောင့်ကြီးမိုးအောင်ဆိုတဲ့ကောက်တွေအရက်ဘက်အုပ်စုတွေအကုန်ရောက်ပြီးစစ်တပ်လက်ကင်ကမရှိတော့ဘဲမျက်နှာညိုးမျက်နှာငယ်နဲ့ မေအောင်လိုင်းရဲ့မျက်နှာကြည့်စိတ်တော်ဒီဘောင်းတော်လေးနဲ့ကျွန့်တပေါက်တတ်တာပဲရှိနေပါတယ်အဲ့တော့နောက်ဆုံးမေအောင်လိုင်းကဘလောက်ထိစိုးရင်စီကြီးမားလာလဲလို့ဆိုလို့ရှိရင်သူ့ရဲ့သူ့ကိုပြင်ပေါ်တင်ပေးခဲ့တဲ့တန်းရွှေကိုတော့သူစိတ်ချတဲ့လုံခြုံရေးတက်တွေအစာထိုးပြောင်းလဲပြီးအမဲမပြတ်စောင့်ကြည့်နေတယ်ဦးတန်းရွှေပေါ်တစ္ဆာခံတဲ့ဘူချုပ်တွေကို စစ်ဘက်ဆိုင်ရာထောင်ရင်းကအမြဲစောင့်ကြည့်နေတယ်လို့ကြားရပါတယ်ဒီအခြေအနေတွေရှိပါတယ်နောက်တစ်ခုကဒီကနေ့လူငယ်ခေါင်းဆောင်နှစ်ယောက်ရဲ့သဘောထားမှတ်ချက်ကိုကျွန်တော်တင်ပြမှာဖြစ်ပါတယ်တယောက်ကတော့ညင်ကြံဘတ်တိုက်က MPD ရဲ့ခေါင်းဆောင်ဘူမိုက်ခေစာမျက်နှာတက်နောက်တစ်ခုက နိုင်ငံရေးအစုအဖွဲ့တစ်ခုရဲ့တက်လေလက်ကန်ရှိတဲ့လက်ရှိတော်လှန်နေတဲ့တက်တစ်ခုရဲ့ဘုံကောင်ဒီဥက္ကဋ္ဌဖြစ်သူတယောက်ရဲ့မှတ်ချက်ဖြစ်ပါတယ်ပထမဦးစွာဘုံမိုက်ခဲ့ရဲ့ Facebook စာမျက်နှာကအကြောင်းလေးပြောပြခြင်းပါတယ်အကယ်၍သာ NUG မှာကျွန်တော်သာတာဝန်ရှိရဖြစ်ခဲ့ ဒီဘာကိုပစိန်ရိုးဆိုပြီးတော့အမြဲတမ်းပဲကြွေးကြော်နေတဲ့စစ်အာဏာရှင်တွေဟာတရုတ်နဲ့ရုရှားကိုအမိကိုပြုတ်ပြီးဘောင်းမီတလဲစီချွတ်ပေးနေပြီမဲ့ကျွန်တော်တို့ဒေါ်လာရေးဘက်ကကြွေးကြော်တန်ကတော့ငါတို့မှငါတို့ပဲရှိတယ်ဒီဘာကိုပစိန်ရိုးလုတ်ပြီးတော့ကြွေးကြော်နေတဲ့နိုင်ငံရဲ့ချားတွေကိုကြုံခံကျင်နေတဲ့ဖက်စစ်တပ်ကိုတော့ဘာမှပြောစရာမရှိပြီမဲ့ ငါတို့မှာငါတို့ပဲရှိတယ်ဆိုရင်တော်လိုင်းကြီးစောင့်ဖို့တိုင်းအန်ယူဂျီဟာအကောင့်ထဲလုံးဝမပေါ်နိုင်ဘူးလို့သိရပါတယ် international interstation ဆိုရဲကိုနိုင်ငံတကာအကျိုးစီးပွားကိုကျိုးစီးပွားကိုအခြေခံတဲ့နိုင်ငံတကာကိုမိကိုလုံးနေတယ်ပြည်တွင်းမှာရှိတဲ့တိုင်းသားတွေကြားမှာခိုင်မာတဲ့ရိုးပြောင်းတဲ့မှန်ကန်တဲ့ဆက်ဆံရေးမျိုးမတိဆောက်ခဲ့နိုင် policy maker ပါလို့ပြောတဲ့ NUG ဟာနိုင်ငံတကာပေါ်မိခိုလွန်းနေပြီနိုင်ငံတွင်းတန်တမာရေးကိုလိလူရှုခြင်းဟာမှားနေတယ် NUG ဟာပြည်တွင်းညီညွတ်ရေးကိုမတည်ဆောက်နိုင်ဘူး NUG မှာနိုင်ငံတကာကိုဩစာလွှမ်းမိုးနိုင်တဲ့ policy maker national leader မရှိဘူးဒါကြောင့်ညီညွတ်ရေးကိုမတည်ဆောက်နိုင်ဒီချက်ကို ဘတ်စတာကောင်းကောင်းသဘောပေါက်ပြီး policy ဝါကိုအသုံးပြုပြီးတတ်ရှုံနေတာကိုမြေပြင်ကလူငယ်တွေဟာအချင်းချင်းကွဲပြဲနားလည်မှုလွဲအမျိုးစုံလှိတ်ခံနေရတာကိုတွေ့ရတယ်အဲ့တော့အန်ယူဂျီတာဝန်ရှိသူဖြစ်ခဲ့မယ်ဆိုရင်ပေါ့နိုင်ငံသားတွေဒုက္ခကိုလိလူရှူထားတဲ့နိုင်ငံတကာဆက်ဆက်ရေးကိုဘေးဖယ်ပြီးပြည်တွင်းတိုင်းသားအင်အားစုတွေတက်တွေအားလုံးစုစည်း ခေါင်းဆောင်တွေယုံကြည်လောင်ရိုးရိုးဖြောင်းဖြောင်းတန်တမာရေးကိုတိဆောက်ချင်ပါတယ်လို့ဆိုပါဒါကဘုမကေစာမျက်နှာတက်ကသဘောရမှတ်ချက်လေးဖြစ်ပါတယ်ဒီလိုလိုကောဒီဘောရမှတ်ချက်နဲ့ပတ်သက်ပြီးဘလို့ယူဆပါနောက်တစ်ယောက်စီးနိုင်ငံကြီးအတွဲဆက်ကိုတုံးသက်ပြလာတဲ့လူငယ်ခေါင်းဆောင်တယောက်ရဲ့အတန်းလိုပဲမှတ်ပါ တော်လိုင်းကစည်ရစ်ဖြစ်ထူမှုကိုကြည့်မယ်ဆိုရင်မိုးပြေဖေကုံကစနေပြီးတော့ကိုဥတည်နေပြီအေးနဲ့ပူပေါင်းတက်တွေစစ်စင်ကြီးကလည်းမကွေးပကိုးအေယာဝလီကစနေပြီးတော့ကိုဥတည်နေဖြစ်နိုင်တာမဖြစ်နိုင်တာခဏတော့2025ဟာတဲ့စည်ရစ်ဘက်ကကြည့်ရင်အာတက်ဖို့ကောင်းတော့တိုင်းပြည်တည်ဆောင်ရေးမှာတော့စိတ်ပြတ်စရာတွေကြည့်ပဲဝါတက်တွေဟာတရုတ်ဩဇာစန့်ထုတ်လာတယ်ဝါတက်တွေကတစင်တေဝါဩဇာစန့်ထုတ်တာမင်းအောင်မိုင်ဖက်စစ်တာတဝဲစိတ်ကန်းကို ပြရုရှားကိုဈေးကွက်တင်လာပါတယ်။အိန္ဒိယကလည်းချင်းမီနဲ့ကဘောချိုင်ဝမ်ဒေသမီဇိုရမ်ပြည်နယ်နဲ့မဏိပူရပြည်နယ်တို့ကိုပေါင်းဖို့အိန္ဒိယပြည်တော်စုလွှတ်တော်မှာစ조사လာတယ်။တချို့ချင်းတက်ကြွလှရှားသူတွေကကြိုက်နေကြလိမ့်မယ်။မှတ်ပဲပန့်ထားကြရမယ်ကိစ္စတွေဖြစ်ပါတယ်။တိုင်းပြည်လူငယ်တစုဟာလူငယ်တွေဟာအသက်နဲ့ရင်းပြီးစိတ်အုပ်စုလက်တွေကဆွဲထုတ်နေချိန်မှာအင်အားကြီးနိုင်ငံက မေယိုးတတိုက်ပေါင်းပြီးတိုင်းပြည်ကိုအမဲဖျက်ဖို့လုပ်နေတာဘယ်တော့မှမိမမဟုတ်ဘူးဆိုတဲ့ဒီလူငယ်ရဲ့ခြင်းကစကားခွဲပဲထွက်သွားသွားတခြားနဲ့ပေါင်းနေပြဿနာမရှိဘူးဂူရဲကနိုင်ကံပေါ်ထားတဲ့တစ္ဆာတရားတဘောရကို ပေါ်တင်ပြောပြီးလှုပ်ရဲတဲ့ကောင်လှုပ်လိုက်ပါအတူတကွဒါဆိုရင်တော့ဖက်စစ်တက်တဲ့အတူတူအမဲလိုက်ုံပဲ နေတကာလှဲ့ပြီးအောက်ကလီအာနေတဲ့ NUG လဲနိုင်ငံကြီးမှာအာမနာပဲတဲ့ပြီးပါဖရဲအစိုးရနေရာဂျူဒါချင်းအချင်းချင်းဂျာကပြဿနာတွေဝင်ရောက်ဖြည့်ရှင်းညှိနှိုင်းဩဇာလွှမ်းမိုးညီညွတ်ရေးတည်ဆောက်မှုတွေလှုပ်တင်နေလို့ဆိုပါတယ်ဒီနေ့ညကျွန်တော်ပြောချင်တာတွေပါအဲ့တော့ဒီကာလဟာတော့ စီနိုင်ငံရေးအရှိတ်အတက်ဆုံးကာလဖြစ်တဲ့အတွက်ဘယ်သူမှမချန်လဲငါတို့ဆက်တိုက်မှာမနိုင်မချင်းတိုက်မယ်အောင်မွေးကိုရအောင်ရှူမယ်တိုင်းပြည်ကလူငယ်တွေမျိုးဆက်အသီးသီးဟာစေအောင်စုလက်ထဲကနေတိုင်းပြည်ကိုကယ်ထုတ်ဖို့ကြိုးပမ်းနေကြမှာအင်းဒီဂျင်နိုင်ငံတွေနဲ့အင်အားကြီးနိုင်ငံတွေနဲ့ပေါင်းပြီးတိုင်းပြည်ကို မဲအမဲဖြတ်ဖို့လုပ်နေတဲ့ကိစ္စကတော့ငါတို့နှလုံးသားထဲမှာဒီတသက်မဟုတ်ဘူး။နောက်မျိုးဆက်တိမမေ့အောင်တိဆောက်ပြီးငါတို့အန်တုနိုင်တဲ့နေ့ရင်ဆိုင်ပြန်လဲရင်ဆိုင်နေတဲ့နေ့မှာအကုန်ပေါ့ချာဆော့။ဒီညောက်ဒီတော့ပါပဲ။အားလုံးကျေးဇူးတင်ပါ